တဘာဝအလှတရားတွေနဲ့တည်ရှိနေတဲ့ကျမတို့ရဲ့နိုင်ငံကြီးဟာဘယ်တော့မှရိုးမသွားတဲ့ရိုးရအမွေနှစ်တည်းရှိတာကြောင့်တာယာလှပတဲ့ကဘာကြီးတစ်ခုလို့အရင်ဦးဆုံးတင်စားခြင်းပါတယ်ဒေတာတိုင်းမှာတနေနဲ့တနေမတူညီကြတဲ့လက်မှုပညာတွေရှိတာကြောင့်အခုတစ်ခေါက်မှာတော့မကွေးတိုင်းဒေတာကြီးအတွင်ကကျေးရွာလေးတရွာကိုတွားရောက်ပြီးလေ့လာပေးသွားမှာဖြစ်ပါတယ်။ဒီကျေးရွာလေးရဲ့အတံမွေးဝမ်းကြောင်းလက်မှုပညာရက်ကဘာတွေဖြစ်မလဲဆိုတာကြည့်ကြရအောင်ပါရှင်။ ဒီကျေးရွာရဲ့နာမည်ကပေါကုံးကျေးရွာလို့ခေါ်ပြီးမင်းဘူးမြို့နယ်ကြာကန်ကျေးရွာအုပ်စုထဲမှာပါဝင်ပါတယ်။ပေါကုံးရွာမှာကဝါးနဲ့ပတ်သက်ပြီးတောင်းရတဲ့လုပ်ငန်းကိုတရွာလုံးနှိပါအများဆုံးလုပ်ကင်ကြပါလေ။ဒေသရဲ့အနီးတစ်ဝိုက်မှာတော့ပေါကုံးတောင်းဆိုရင်မတိဘူးရှားပါလောက်အောင်လုပ်ငန်းတွင်ကျဲလှပါတယ်။မင်းဘူးမျိုးရဲ့မြောက်ဖက်နှမိုင်ကမှာတည်ရှိပြီးမန်းရေနံမြေဧရိယာအတွင်းမှာရှိတဲ့ကျေးရွာတရွာဖြစ်ပါတယ်။အခုလေတော့အရင်တုန်းကနေခဲ့တာတမညာဟိုး ဒီရွာရဲ့အရှိနှစ်မိုင်ခွာလောက်ကမြေကျောင်းထဲမှာဥရရွာလေးကတည်ရှိတာဗောလေတရားဝီဘေးမန်းဘေးဗောမန်းဘေးမှာဒီမန်းကနေပြီးတော့မန်းရီတွေတိုက်စားပြီးတော့ရွာပြိုးသွားလို့30 6နှစ်9နှစ်လောက်ရှိပြီဒီဘက်ကိုရောက်လာဟောဒီနယ်လေးကကောင်းတယ်ဒါလုံးလုံးစင်ပြေတယ်သူတယောက်ရောက်လာတယောက်ရောက်လာနေမှာပေါက်ကုန်းရွာလို့ဖြစ်သွားပြီးမှဒီပောက်ပင်လေးတွေနဲ့ကိုင်းတော်လေးတွေအမိပြုပြီးပေါက်ကုန်းလို့မှဲ့တယ်လို့တော့ဦးလေးတော့အဲ့လိုဂျာဘူးနာကငယ်တော့ရှိခဲ့ဘူး ောင်းကတော့အဓိကပဲတပြန့်စီးပွားရေးကတော့ဒေးဒေးလေးအနေနဲ့အယောင်းဝယ်လေးရှိတယ်မျိုးတဲ့အချို့လှုပ်ဆင်းတဲ့ကလေးတွေရှိတယ်ရှင်နေဝန်ထမ်းကြလည်းနည်းတယ်ကိုရှိရအာတော့ကောင်းတော့ကတော့ဒီမှာအခုဒါတော့သူကတော့ဘုံတော့ကတော့အများကြီးအရေးအတွက်နဲ့ရက်တာကိုအခုတော့အရေးချင်းမြောင်ရက်နေတာသူတို့ကတော့ဒီမှာလည်းဘဲဖြစ်ဖြစ်ပကုံးတောင်းဆိုပကုံးတောင်းမှာဒီဦးလေးတောင်းနေကတောက်မှောက်တဲ့ခုံလိုက်တောင်းတောက်တော့တင်းတင်းနဲ့ခုံလို့ရတယ်ခုံသား တောင်သူလုပ်ငန်းလုပ်ကင်ကြတဲ့ကျေးလက်ဒေသတွေမှာတော့ဝါချင်းနှောင်းကမရှိမဖြစ်ပါပဲ။ရာသီလိုက်တီးနှံတွေကိုထည့်သွင်းအသုံးပြုရတာကြောင့်အများရန်ဝယ်ယူကြပါတယ်။ပေါကုံးကြီးရွာမှာကတောင်ရက်လောက်ကြသူနဲ့တဆင့်လိုက်ပြီးရောင်းချသူတွေကဇာတူအချိုးကျနေပါတယ်။တဆင့်ဝယ်ယူစုဆောင်ပြီးပဝင်းချင်းဒေတာတွေကတောင်သူတွေစီကိုတွားရောက်ရောင်းချကြတာဖြစ်ပါတယ်။ တောင်းရတဲ့လုပ်ငန်းကတစ်နှစ်ပတ်လုံးရပ်လုပ်လို့ရပြီမဲ့နေတွေကိုလိုက်ပြီးရောင်းချကြတဲ့သူတွေအတွက်ကတော့ Morin Bus ဆိုလုပ်ငန်းနိုင်ရပြီးအဲ့ဒီအချိန်မှာတောင်းတွေကိုဝယ်ယူစုဆောင်ကြရပါတယ်။ခမန်းကြီးအရာဆိုရင်ဒီပေါက်ကုန်းကြီးရွာမှာနေ့စဉ်တောင်းပေါင်း100ကျော်ထွက်ရှိနေပြီးအမျိုးအစားစိုက်စုံရပ်လုပ်နေကြပါတယ်။ 二他妈，我中午找我，你便宜了，都便宜咋咋的，咋比嘛不？你来找我别个，也比干嘛？这个立马改，不啊，不立马我改啥的？改比干嘛过？啊，不我过啊的，不我过比干嘛？啊，对头，这个你有对头比干嘛？这个便宜了，对不？便宜过嘛？对头的，看好了，找我。 အဲ့ဒါမထိုးဘဲနဲ့ဒီတိုင်းထားရင် तू ကတောင်းကပြော့တာပေါ့ဝမ်းမျိုးစားရင်ပြတော့တယ်ကျွန်တော်တို့ကမြစ်ဝါခေါ်မှာပေါ့အဲ့ဒီဝါတွေကိုဝဲပြီးရရတာပေါ့တောင်းတလုံးဆိုရင်ဓာတ်မြကြီးအားဖြင့်ဝါတလုံးတောင်းတလုံးလောက်ပဲရပါတယ်ဘာလို့ဆိုတော့အသွဲလက်မကိုင်းပန်းနှီးတိုင်နှီးနဲ့ဆိုတော့ ဈေးကွက်ကြတော့ပြေထိအောင်ရောက်တယ်ကျွန်တော်တို့ကြောင်းနေတာတောင်းတတောင်းရက်လောက်တော့မယ်ဆိုရင်ကုန်ချမ်းအနေနဲ့ဝါးနဲ့ကြိမ်ကိုလိုအပ်ပါတယ်ဒါတွေကိုချိုးတင်စုဆောင်းထားခြင်းမရှိဘဲလိုအပ်တဲ့လောက်သာဝယ်ယူရက်လောက်ကြပါတယ်သူတို့ရဲ့အခက်ခဲကဝါးတွေ၆သွားရင်တောင်းရရမှာခက်ခဲပြီးလှပတည်တတ်မှုမရှိတာကြောင့်ပါဒီရွာမှာတော့လူကြီးလူငယ်မရွေးအချိန်အခါမရွေးလောက်ကင်ကြတာကိုတွေ့ရပါတယ် နေ့ဘက်မှာအိမ်မှုကိစ္စတွေကတဖက်နဲ့လုတ်ကန်ကြတာဆိုတော့အလုတ်သိပ်ပြီးပြီးပုံမရပါဘူး။ဒါကြောင့်ထင်ပါတယ်ညဘက်မှာတော့အိမ်တိုင်းလိုလိုမိရောင်တွေရဲ့အောက်မှာမိသားစုတွေစုစုစည်းစည်းအလုပ်လုပ်နေကြတာကဒီရွာလေးရဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းအပေါ်အလေးထားမှုတွေပဲဖြစ်ပါလိမ့်။ဝမ်းကူရင်လည်းပဲအထူးမတင်ရတော့ဘူးပေါ့။ဟောတီးတန့်ကိုပဲတင်နေလဲဆိုရင်တိတ်မှသွားပြစ်လိုက်။ဝါးတစ်လုံးနှလုံးပဲပြက်ဝါးနှလုံးနဲ့မပြက်ဘူး။နောက်တန့်ရက်တက်သွားတာပဲ။ နီးထိုးတဲ့လူကြလည်းသူကဝါခွဲပြီးသူသူ TV ကြည့်တာကြည့်နေတာနီးထိုးသူကလက်ထက်မှာဒီလက်ကနှစ်ဖက်ကနီးရထူပါဘူးသူကတီးပြီးသားသူကကြည့်တာရှေ့ TV ကြည့်နေထိုးတာပဲတက်ထိုးရတာပြေချတာထိုးကျွမ်းကျင်ကျွမ်းကျင်တော့အဲ့လိုဖြစ်တယ်မင်းတို့သမီးတို့ဦးလို့ရှိမှာခုနီးထိုးတဲ့လူတောင်းရတဲ့လူတွေတောင်းကုတ်တဲ့လူတွေကသူကြီးလိုက်ကြည့်ကြည့် တောင်းရတာတော့နော်ဟိုဘောအမှန်သိတဲ့ရွယ်အားစားပါကြတော့မအကြီးဆုံးဆိုကြတော့ဘူကပဲကြတော့ဥဆောင်ဥလှုပ်ပဲကြွေးခဲ့တာပေါ့နော်အဲအမှန်သိတဲ့ရွယ်စားပြီးတောင်းရခဲ့တာဒီတောင်းရတဲ့လုံငန်းကတော့ပေါ့နော်ဟိုလူကြီးကလေးလည်းရွေးလို့မရအောင်လုပ်လို့ရပါပေါ့နော်ကိုကိုလုံးတက်တဲ့အရွယ်ရောက်ပြီးဆိုကြတဲ့အရတော့လုပ်လို့ရတာပဲအဲ၁၀နှစ်ကိုနှစ်လောက်ဆိုရင်တောင်းပွက်ကြတာပေါ့နော် ဝါချင်းနောက်ရက်လုတဲ့လုပ်ငန်းကပေါက်ကုန်းရွာအတွက်တော့အဓိကအားထားရတာကြောင့်မိသားစုရဲ့စားဝတ်နေရေးကိုဒီလုပ်ငန်းကနေပဲရှာဖွေနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပညာရက်တစ်ခုကသူတို့တွေအတွက်တော့တကယ်ကိုတန်ဖိုးမဖြစ်နိုင်တဲ့အမွေတစ်ခုပါပဲ။ဒီဥစ္စာစိတ်မဝင်စားလို့လည်းမရဘူးလေ။ဒါနဲ့ရဲ့ပြီးတော့သားတောင်းနေရတယ်ရောမြေမြာမရှိကြဘူးလို့ ရေရာမရှိတော့ဒီဟုတ်သာပဲလုံမှန်းပြီးတော့လုတ်ကန်စားတော့ကြအိမ်တအိမ်မှာမိသားစု၄ယောက်ရှိရင်ဒီနေ့ဟိုဝင်ငွေက3900လောက်ရှိပါတယ်ဒီညရွာဒီမှာအလုံးမရှိသူဂျိုဟာအထိုင်းသွားမတဲ့ဘယ်သွားမတဲ့ကိုယ်ဝလေးကမသွားတော့သူရဲ့ကိုယ်မိသားစုတွေနဲ့အတူနေရတာဝန်းသာကြပါဘောသူရဲ့ဟိုဒီကနိုင်ငံသွားတော့ဟုတ်ချင်မှာဟုတ်မှာဟိုသူရဲ့လည်းတကယ်ကကောင်းစားတယ်လို့တွေ့နေဆိုဘယ်နဲ့လုံးဒါလေးကသူမိကိုယ်မိသားစုနဲ့အိုးမကောအိမ်ကွာလေသူမိဘယ်တော့ဒါလေးလုံး ကိုသူများချင်းမှအများကြီးမမက်နဲ့ပေါ့ဒါမှမဟုတ်သူများအဲ့လိုပဲဘူးလို့ရတယ်ဝန်တာမှာပြည်သူဖြစ်ရမှာပေါ့သူများဟိုချမ်းတော့မချမ်းတာဘောနော်ဟိုထမင်းတော့စားဖြစ်တာဘောနော်သူတို့လို့စားတော့စောင်းစားမနေအောင်ကိုလေကိုလုံနိုင်နေဆိုရဲစိတ်တက်လေးတော့ရှိတာပေါ့ ီကျေးရွာရဲ့ထူးခြားမှုကရွာရဲ့လမ်းတိုင်းလမ်းတိုင်းမှာ အမှိုက်ချင်းတော်များထားရှိတာကြောင့်တန်ရှင်းတရားလှပလို့မိပါလေ။ဒါကသူတို့ရွာသူရွာသားတွေရဲ့မိမိပတ်ဝန်းကျင်အပေါ်တရားလှပစေခြင်းနဲ့စိတ်ဆန္ဒတွေကြောင့်ဖြစ်မိခြင်းပါလေ။အဖို့တန်တဲ့ပညာရဲ့အမွေတစ်ခုကိုတန်ဖိုးထားတတ်ကြပြီးမျိုးဆက်သစ်တွေအနေနဲ့လည်းဒီထွေဖန်ပြီးမှုတွေကိုစူးစမ်းဆောင်ရွက်သွားမယ်ဆိုရင်တော့ပေါကုံးကျေးရွာရဲ့တောင်ပညာရဲ့ဟာဆက်လက်ရှင်တန်ရည်တည်နေနေဆိုတာအမှန်အေကံပဲဖြစ်ပါတော့လို့ရှင်။